မင်္ဂလာပါခင်ဗျာ sharing မြန်မာမှကြိုဆိုပါရစေ sharing မြန်မာမှသတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပလောင်လက်နက်ကင်တပုံ DNLA ကပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့ကပဲအပြစ်ခတ်ရစရေးစွာရုပ်ချိုးဆိုလိုက်တာဖြစ်ပြီးတော့အခုနိုဝင်ဘာ25ရက်နေ့မှာမိုးကုတ်မှာရှိနေတဲ့ပလောင်အကြမ်းဖက်တွေနဲ့ဆက်ဆက်သူတွေ NUG လောက်ကန် PDF တွေအားလုံးမိုးကုတ်ကနေဆုတ်ခွာပေးရမှာဖြစ်ပါတယ် ဒါပေမဲ့နိုဝင်ဘာ22ရက်နေ့နေ့လယ်တနာရီခွဲဝင်းကျင်မှာပဲမိုးကုတ်ရဲ့အနောက်ချမ်းမှာရှိနေတဲ့ဒီ NUG လက်အောက်ခံ PDF တွေပလောင်လက်နက်ကင်တပုံ DNL မွေးထုတ်ပေးလိုက်တဲ့မိုးကုတ်ပြွာကအဖွဲ့တွေကတိုင်မော်စစ်ကြောင်းတွေပြန်လည်ဝင်ရောက်လာနိုင်တယ်လို့ယူဆရတဲ့နေရာတွေကိုလမ်းဘေးထောင်မိုင်းတွေနဲ့မိုင်းထောင်ပေါက်ခွဲဖို့ကြံစည်မှုပြုလုပ်ခဲ့တဲ့တဲ့တင်ကိုကြားသိခဲ့ရပါတယ် အဲ့ဒီဒီပောက်ကွဲမှုကတော့လမ်းပိထောင်ပိုင်းတွေပြုလုပ်ဖို့အတွက်ပလောင်လက်နက်ကန်ကောင် DNA ရဲ့အစီအစဉ်ပေးမှုတွေပါဝင်ပတ်သက်နေသလားဒါမှမဟုတ် NUG လောက်ခံ PDF တွေကိုယ်တိုင်မိုးကုတ်ကနေမောင်းထုတ်ခံရတဲ့အတွက်တပ်မတော်စစ်ကြောင်းတွေကိုနှောက်ယှက်ဖို့ပြုလုပ်သလားဆိုတာကတော့ကျွန်တော်စုံစမ်းနေတယ်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီပောက်ကွဲမှုအတွင်းမှာတော့ဒီပလောင်လက်နက်ကင်သဘုံ DNA လေးထင်းချုပ်ထားတဲ့မိုးကုတ်ရဲ့ area အတွင်းမှာပောက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာ22ရက်နေ့နေ့လယ်တနအိခွဲဝင်းကျင်မှာပဲ အကျံဖက်သမားတွေမိုင်းခွဲဖို့ပြုတ်လုထားတယ်။ဒီသူတို့အခေါ်ရက်စားဘူးတွေငတ်တတာဘူးတွေပြောရမယ်ဆိုလို့ရှိရင်တော့ဒါတွေကဒီအကျံဖက်သမားတွေအသုံးပြုနေတဲ့စကားလုံးတွေဖြစ်ပါတယ်။ရက်စားဘူးဆိုတာလည်းလမ်းဘေးထောင်မိုင်းတွေဖြစ်ပြီးတော့ငတ်တတာဆိုတာလည်းလမ်းဘေးထောင်မိုင်းတွေဖြစ်ပါတယ်။ဒီလမ်းဘေးထောင်မိုင်းတွေကိုအကျံဖက်သမားတွေကလက်လုံမိုင်းတွေနဲ့ပြုတ်လုထားတာဖြစ်ပြီးတော့လက်လုံမိုင်းတွေပြင်ဆင်ရွှေ့ပြောင်းနေတဲ့အချိန်မှာပဲမိုင်းခွဲပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအတွက်ဒီလက်နက်ခဲယမ်းတွေနဲ့မိုင်းခွဲမဲ့ဒီဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ထားတဲ့ကားကတော့ပောက်ကွဲသွားတာဖြစ်တဲ့အတွက် ဒီမိုးကုတ်ဘူဟာကအကြမ်းဖက်သမား၃ယောက်တည်ဆုံးခဲ့တယ်လို့သိရပြီးတော့ဒီအကြမ်းဖက်သမားတွေရွှေ့ပြောင်းမှုပြုလုပ်နေတဲ့နေအိမ်ရဲ့ခြံဝန်းထဲမှာပေါက်ကွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။နေအိမ်ခြံဝန်းထဲမှာပေါက်ကွဲခဲ့တာဖြစ်တဲ့အတွက်မိုးကုတ်ဘူဟာကအကြမ်းဖက်သမား၃ဦးနဲ့ဒီဘေးမှာရှိနေတဲ့မော်တော်ဆိုင်ကယ်တွေပျက်စီးသွားတယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပလောင်လန်းနဲ့ကင်တပုံ DNL ကဒီပေါက်ကွဲတဲ့ဖြစ်စဉ်ကိုသတင်းဖုံးပြဖို့အတွက်စူးစမ်းနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အဲ့ဒါနဲ့ဒီပေါက်ကွဲမှုကပြင်းထန်ခဲ့တာဖြစ်တဲ့အတွက်မိုးကုတ်ရဲ့အနောက်ခြမ်းလူနေရပ်ကွက်တချို့မှာတော့ပေါက်ကွဲတဲ့အန္တရာယ်ကြီးရတယ်လို့သိရပါတယ် ။တချို့ကလည်းတမရုံကလေကျောင်းကနေလာရောက်တိုက်ခိုက်တဲ့အတွေ့ဒီပုံကျဲခံရတယ်လို့ယူဆနေတဲ့သူတွေလည်းရှိသလိုတချို့ကလည်းအပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေစတင်ဖြစ်ပေါ်နေပြီလို့ဆိုရင်ပူပန်မှုတွေလည်းမြင့်တက်လျက်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရရှိတဲ့အတွင်းသတင်းအရတော့ပလောင်လက်နက်ကိုင်းပုံ TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့မိုးကုတ်ကလည်းပြန်လည်ထွက်ခွာရတော့မယ်ဆိုတဲ့နိုဝင်ဘာ25ရက်နေ့မတိုင်ခင်အခုလိုမျိုးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်တော့အများကြီးဖြန့်ကျက်စဉ်းစားလို့ရပါတယ်။ ။ဘာကြောင့်လဲဆိုရင်တက်မလို့အစ်စ်ကြောင်းနေပြန်လည်ပြီးတော့ဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းဘယ်လမ်းကြောင်းကနေဝင်လာမလဲ။မိုးကုတ်မိုင်းလုံးကြောင်မဲလမ်းကဝင်လာမလားမိုးကုတ်နောင်ချိုလမ်းမိုင်းကဝင်လာမလားဒါမှမဟုတ်ဒီဝါပြူတော်ပေါ်လောလမ်းစုံကဝင်လာမလားတက်မရိုစစ်ကြောင်းတွေဝင်ရောက်နိုင်တဲ့လမ်းကအနည်းဆုံး၃ခုရှိပါတယ်ဒါပေမဲ့ဝါပြူတော်ပေါ်လောလမ်းစုံကနေဝင်မယ်ဆိုရင်မိုးကုတ်ကိုရောက်ဖို့မိုင်90ကျော်အကွာဝေးဖြတ်တန်းရမှာဖြစ်ပြီးတော့ နောင်ချိုအကြောင်းမဲ့နမိုင်းကနေဝင်မယ်ဆိုရင်တော့ရန်နာသိန်းကြီးကျိုးဝိုင်းတက်တော်အနေထီတမ်းတော်ဆက်ချောင်းတွေကနေပြည်တော်လေးဆောင်ရွက်ထားပြီးဖြစ်တဲ့အတွက်လေကြီးရပတ်ဝန်းကျင်ကလောက်ထိတမ်းတော်ကစုံမိုးထားတယ်လို့ဆိုရမှာဖြစ်ပါတယ်ဆိုတော့လေကြီးရနဲ့ဒီမိုးကုတ်ပလောင်ရွာတွေကိုဖျက်ဆီးပြီးဝင်ရောက်ရမှာဖြစ်တဲ့အတွက်အကျန်းဖက်သမားတွေကဘလိုမျိုးမိုင်းထောင်ဖျောက်ဖွဲဖို့အစီအစဉ်ထားတယ်လဲဆိုတဲ့အခြေအနေကအများကြီးလုံညိုရေးတတိလုံညိုရေးအသည့်နဲ့ မိုးကုတ်မြို့ကိုပြန်လဲဝင်ရောက်ရမှာကိူးဆိုင်ရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးပေါက်ခွဲရေးပစ္စည်းတွေကပလောင်လက်နက်ကန်တဲ့ပုံ DNLA ကသာနောက်ွယ်ကနေထောက်ပံ့ပေးခဲ့တယ်ဆိုရင်တော့အပြစ်ခတ်ရစရေးစာချုပ်ကလုံးဝပြည့်ပြည့်သွားမှာဖြစ်ပါတယ်။ဒီလိုမျိုးဆက်ဆက်ပေါက်ခွဲမှုတွေနဲ့ပတ်သက်ပြီးပလောင်အချက်ဖက်သမားတွေကတော့တရင်ကိုဖုံးပြဖို့ကြိုးစားနေတယ်လို့သိရပါတယ်။ဒီတရင်မထွက်ဖို့ကိုလည်းမိုးကုတ်မှာရှိနေတဲ့ပလောင်အချက်ဖက်သမားတွေကဒေတာကန်လက်ရှိမိုးကုတ်ထဲမှာကြန့်ရှိနေသေးတဲ့တချို့သောဒေသခံတွေကိုဖိအားပေးပြီးတော့တည်င်းမပြတ်နိုင်ရေးအတွက်ဆောင်ရွက်နေတာတွေရှိတယ်လို့ ပလောင်လက်နက်ကိုင်တပုံ TNL လေးရဲ့ကြောထောင်းနောက်ခံပြုတ်ထားတဲ့ရွှေပြည်မြေတို့ PSL TNL တရင်ဌာနတွေကလည်းဒီလိုမျိုးလီလက်လုံးမိုင်းတွေပောက်ကွဲတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတစွန်းတစမှထွက်ပေါ်လေးမရှိဖို့အတွက်ဖိအားပေးဆောင်ရွက်နေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့ဘလိုပဲဖြစ်ဖြစ်နိုဝင်ဘာ25ရက်နေ့မှာမိုးကုတ်မြေကနေပလောင်အကျန်းဖက်တွေနိုင်ငံရေးတည်ရုပ်စွာနဲ့ကလင်ကကြစ်လို့ကလဘန်ထိုးဖို့စူးစမ်းနေတဲ့ပလောင်တွေစုတ်ခွာရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့နိုဝင်ဘာ30နဲ့ဒီဇင်ဘာ10ရက်နေ့မှာတမတော်စစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်ရမှာဖြစ်တဲ့အတွက်ဒီနေ့ပောက်ကွဲမှုကဆက်ဆက်ပြီးကြည့်မယ်ဆိုရင်တော့တော်တော်လေးစိုးရိမ်စရာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီအတွက်အကယ်၍တမတော်စစ်ကြောင်းတွေနိုင်ငံဝန်ထမ်းတွေပြန်လည်ဝင်ရောက်တဲ့အချိန်ပလောင်လက်နက်ကန်တဘုံ DNL ကလုံခြုံရေးယူပေးရမှာဖြစ်တယ်ဆိုတဲ့အပြစ်ခတ်ရစေးကြီးနောက်ဆက်တွဲဂရိကဘုတ်တွေရှိပါတယ်။ကြည်တန်တစ်ချက်ပောက်လိုက်တာပဲဖြစ်ဖြစ်လမ်းဘေးထောင်မိုင်းတွေပောက်ခွဲခံရတာပဲဖြစ်ဖြစ် တခုခုသာပလောင်တွေတတိရုပ်စွာနဲ့ကောက်ကျစ်မယ်ဆိုရင်တော့မိုးကုတ်နဲ့မိုင်းလုံးအပါအဝင်ပလောင်အကြမ်းဖက်တွေထိန်းချုပ်ထားတဲ့နမ်ဆန်နမ်တူအလုံးကိုအပြာချတဲ့အထိညီလံဖို့လိုအပ်ပါတယ်။ဒါကတော့အခုလက်ရှိမိုးကုတ်နဲ့ပတ်သက်ပြီးကြားသိရတဲ့သတင်းဖြစ်ပါတယ်။အရေးကြီးပါတယ်။မိုးကုတ်မှာပေါက်ခွဲရေးပစ္စည်းတွေနဲ့တင်ဆောင်ထားတဲ့ကားပေါက်ခွဲခဲ့တယ်ဆိုတာကဘာကြောင့်လဲ။ပေါက်ခွဲရေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ပြုလုပ်နေတဲ့အချိန်ပေါက်ခွဲရေးပစ္စည်းတွေရွှေ့ပြောင်းနေခြင်းပေါက်ခွဲခဲ့တာဖြစ်တဲ့အတွက် ဘယ်နေရာတွေမှာသွားရောက် မိုင်းထောင်ပါလဲဘယ်နေရာမှာဖောက်ခွဲပါလဲဆိုတာကိုဆက်ဆက်ပြီးစဉ်းစားဖို့လိုအပ်ပြီးဖြစ်ပါတယ်။လက်ရှိအချိန်တွေမှာတမရုံစစ်ကြောင်းတွေကလည်းစစ်ကြောင်းထိုးချီတက်နေတာတွေမရှိတဲ့အတွက်တမရုံစစ်ကြောင်းတွေကိုဟန်တားဖို့မိုင်းခွဲဖြတ်စည်းစရာဘာမှတော့မရှိပါဘူး။ဒါဆိုရင်မိုးကုတ်မြို့ကိုချီတက်လာမယ်တမရုံစစ်ကြောင်းတွေကိုပဲနှောက်ရက်ဖို့ကြံစီနေသလား။မောကမှာရှိနေတဲ့ဒီတွန်းထွက်တရားစာတာတွေဗရန်များတွင်းတွေကိုဖောက်ခွဲဖို့အတွက်အခုလိုမျိုးလက်လုံမိုင်းတွေဒီအရက်သားတွေအကြမ်းဖက်သမားတွေအခေါ်ငတ်တက်တာဘူးတွေစုဘူးတွေအနေနဲ့ ရစားမှုတွေအနေနဲ့မိုင်းခွဲစရာမလိုဘူးဖြစ်ပါတယ်။ပုံမှန်ဖောက်ခွဲရေးရန်နေနဲ့ပဲတောက်တောင်တွေကပယံတွေနဲ့ဒီတုဖို့ရေးကဏ္ဍတွေမှာအသုံးပြုလျက်ရှိပါတယ်။အခုဒီနေ့ဖောက်ခွဲရေးပစ္စည်းတွေပောက်ခွဲသွားတဲ့မှတ်တမ်းဓာတ်ပုံတွေရရှိလာတဲ့သတင်းဓာတ်ပုံတွေအရတော့လမ်းဘေးထောင်မိုင်းတွေနဲ့ကြိုတင်ကြံစီဖို့ပြုလုပ်နေတယ်ဆိုတဲ့အခြေအနေမျိုးကိုတော့ခံမှန်းရပြီဖြစ်ပါတယ်။ဒါကပလောင်လက်နက်ကင်တပုံ DNL တွေတည်ရောက်ပြီလား။ဒါမှမဟုတ်မစားရတဲ့အမေသေးနဲ့ပတ်တဲ့ပုံစံမျိုးနဲ့မိုးကုတ်ဗျူဟာကိုတစ်ဖက်လက်နဲ့ရန်တိုက်ပေးသလားဆိုတဲ့အကြောင်းအရာတွေကိုတော့ကျွန်တော်တို့ GUI design နဲ့ ကြည့်ရှုကြည့်ရှုပြီးတော့ဒီမိုးကုတ်ကိုပြန်လဲဝင်ရောက်လာမဲ့စစ်ကြောင်းတွေမိုးကုတ်ကိုပြန်လဲဝင်ရောက်လာမဲ့နိုင်ငံဝန်ထမ်းတွေရဲ့ဘေးအန္တရာယ်ကင်းရှင်းရေးကိုအများကြီးတတိပြုတ်ဂရုပြုတ်ပြီးဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ။သတင်းများနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြိုင်းနစ်တတ်တယ်ဆိုရင် like နဲ့ subscribe လေးနှိပ်ထားပြီး share တဲ့မြန်မာမှာသတင်းများနေ့စဉ်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။